ရှင်2025ခုနှစ်အပီလ28ရက်နေ့ကနေမေလ4ရက်နေ့အထိမိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်။အခုတစ်ပတ်အတွင်းမိုးအခြေအနေကတော့နေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းအရှေ့ပိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပြီးတော့စကိုင်းတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းအနောက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာကျကျမိုးထုံရွာနိုင်ပါတယ်။မိုးလေဝသဖြစ်စဉ်တွေကတော့ဒေသအလိုက်နေအပူချိန်တွေတိုးလာတာကြောင့် မိုးလွန်းတဲ့ညနေပိုင်းအချိန်တွေမှာလေပြင်းတိုက်ခတ်တာမိုးတိမ်တောင်ကြီးတွေဖြစ်ပေါ်တတ်တာနေရာကွက်ပြီးမိုးကြီးတာမိုးသီးတွေကျွေကြတာလျှက်စီးလက်တာနဲ့မိုးကြိုးဖြစ်တာအစရှိတဲ့ဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်တဲ့အတွက်ပုံမှုကြီးပြုကြဖို့လိုအပ်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံဒေသတချို့တို့မှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်။အခုဆက်လက်ပြီးနေလိုက်တပတ်စာမိုးလေဝသအခြေအနေတွေကိုတင်ပြပေးသွားပါမယ်။ ဧပြီလ28ရက်နေ့တော်မူလေးကိုသာခမ်းမန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အထင်တင်ဖြစ်ထွန်းနိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်နှင်းငယ်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့မြဝကျုံမော်ဒေသတွေနဲ့မုတ်တမခွေတို့မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကုန်9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှင်းငယ်ကနေလှိုင်းအထင်တင်ရှိနေပါတယ်။ရခိုင်ကမ်းရိုးတန်းမှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကုန်9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှင်းငယ်ကနေလှိုင်းအထင်တင်ရှိနေပါတယ်။ တနင်္လာရီကံရွေးရမှာတော့လေဟာအရှိအရှိမြောက်ဖက်ကနေတနင်္လာရီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအသင်အတင်ရှိနိုင်ပါတယ်။မိုးအခြေအနေကတော့ပဲခူးတိုင်းအရှိပိုင်းတနင်္လာရီတိုင်းနဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာကျဲကျဲမိုးထစ်ချုံကျွာနိုင်ပြီးနေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းအနောက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံကျွာနိုင်ပါတယ်။ နေပူချင်းတွေကတော့စကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းအနောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းရခိုင်ပြည်နယ်တို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။မြို့ချင်းတွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာမြို့ကျဆင်းမှုလျော့ကျနိုင်ပါတယ်ရှင်။မနက်ဖြန်အေပီလာ29ရက်နေ့တော့မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့မြဝကျုံမော်ဒေတာတွေမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကုန်9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီး လိုင်းအနေငယ်ကနေလိုင်းအတင်တင်ရှိနိုင်ပါတယ်။ရခိုင်ကမ်းရိုးတန်းမှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအတင်တင်ရှိနိုင်ပါတယ်။တနင်္လာရီကမ်းရိုးတန်းနဲ့မုတ်တမကွေးတို့မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအတင်တင်ရှိနိုင်ပါတယ်။မိုးချင်းတွေကတော့နေပြည်တော်ပဲခူးတိုင်းအရှေ့ပိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပြီးတော့ ။စကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊ပဲခူးတိုင်းအနောက်ပိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာကျကျမှုထထုံကြွားနိုင်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာနေပူချိန်တွေရောကြနိုင်ပါတယ်။မြို့ချိန်တွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာမြို့ကြဆင်းမှုရောကြနိုင်ပါတယ်ရှင်။ အီဗီလာ30ရာနှစ်အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်ော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကမ်းရိုးတဲ့နယ်မြေဝကျောမော်ဒေသတို့မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှင်းငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။တနင်္သာရီကမ်းရိုးတဲ့နယ်မုဒမခွေတို့မှာဒေဟာအရှိအရှိမြောက်ဘက်ကနေတနအီကို10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှင်းငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ မိုးချင်းတွေကတော့နေပြီးတော့မန္တလေးတိုင်းပဲခူးတိုင်းအရှေ့ပိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကရင်ပြည်နယ်နဲ့ကရင်နီပြည်နယ်တို့မှာနေရာကွက်ပြီးမိုးချင်းနိုင်ပြီးတော့စကိုင်းတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းအနောက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာကျဲကျဲမိုးထချုံရွာနိုင်ပါတယ်နေ့အပူချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာနေ့အပူချိန်တွေရော့ကျနိုင်ပါတယ်မြူချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာမြူကျဆင်းမှုရော့ကျနိုင်ပါတယ်ရှင် မေလတရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကမ်းရိုးတဲ့နယ်မြေဝကျုံမော်ဒေသတို့မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတရာရီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေရကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။တနင်္လာရီကမ်းရိုးတဲ့နယ်မုတ်တမခွေတို့မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနအိုင်ကို10မိုင်ကနေ -30 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေရကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ မိုးအခြေအနေကတော့နေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းရှေးပိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ရှေးပိုင်းနဲ့တောင်ပိုင်းကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပြီးတော့စကိုင်းတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းအနောက်ပိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာကြဲကြဲမိုးထချုံရွာနိုင်ပါတယ်။နေအပူချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာနေအပူချိန်တွေရောကြာနိုင်ပါတယ်။မြူချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာမြူကြဆင်းမှုရောကြာနိုင်ပါတယ်ရှင်။ မေလ၂ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်မှာတိမ်အထင်တင်ကနေတိမ်ထူရနိုင်ပြီးကပ်ပလီပင်လယ်ပြင်မှာတိမ်အနေငယ်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကမ်းရိုးတန်းနဲ့မြဝါကျုံမဒေသတို့မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကုန်9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအထင်တင်ရှိနိုင်ပါတယ်။တနင်္လာရီကမ်းရိုးတန်းနဲ့မုတ်တမကွေတို့မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနအီကုန်9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအထင်တင်ရှိနိုင်ပါတယ်။ မိုးအခြေအနေကတော့နေပြည်တော်မန္တလေးတိုင်းတနင်္သာရီတိုင်းပဲခူးတိုင်းအရှေ့ပိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပြီးတော့စကိုင်းတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းအနောက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာကျဲကျဲမိုးထချုံရွာနိုင်ပါတယ်။နေ့ပူချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာနေ့ပူချိန်တွေရော့ကျနိုင်ပါတယ်။မြူချိန်တွေမှာမြန်မာနိုင်ငံတဝန်းလုံးမှာမြူကြဆင်းမှုရော့ကျနိုင်ပါတယ်ရှင်။ မေလ3ရက်နေ့အတွက်မူလီဝဒခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်မှာတိမ်အထင်တင်ကနေတိမ်ထူထနိုင်ပြီးကပလီပင်လယ်ပြင်မှာတိမ်အနေငယ်ဖြစ်ထွန်းနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကမ်းရိုးတန်းနဲ့မြဝချုံမဒေသတို့မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။တနင်္လာရီကမ်းရိုးတန်းနဲ့မုဒ္ဒမာကွေတို့မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ မိုးအခြေအနေကတော့နေပြည်တော်မန္တလေးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးထိုင်ပြီးတော့စကိုင်းတိုင်းကချင်းပြည်နယ်ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာကျဲကျဲမိုးထချုံရွာနိုင်ပါတယ်။မကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်ရှင်။နေပူချိန်တွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာနေပူချိန်တွေရော့ကျနိုင်ပြီးတော့မြို့ချိန်တွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာမြို့ကျဆင်းမှုရော့ကျနိုင်ပါတယ်ရှင်။ မေလ၄ရက်နေ့တော့မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်မှာတိမ်တင့်တင်ကနေတိမ်ထူထနိုင်ပြီးကပ်ပလီပင်လယ်ပြင်မှာတိမ်နှင်းငယ်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကန်ယူရန်မြို့ဝကျုံမော်ဒေသတွေနဲ့မုံတမခွေတို့မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအသင်တင်ရှိနိုင်ပါတယ်။တနင်္လာရီကန်ယူရက်မှာလီဟာအရှိဘက်ကနေတနင်္လာရီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအသင်တင်ရှိနိုင်ပါတယ်။ မိုးအခြေအနေကတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာကျဲကျဲမိုးထချုံရွာနိုင်ပြီးမကွေးတိုင်းရန်ကုန်တိုင်း AR တိုင်းပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်နေပူချိန်တွေကတော့မကွေးတိုင်းရန်ကုန်တိုင်း AR တိုင်းပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ် မြို့ချင်းတွေကတော့မြန်မာနိုင်ငံတော်ဝန်လုံးမှာမြို့ကြဆင်းမှုရောကြနိုင်မှာကြောင်းလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကရဲတပ်တပ်မှုလေးတို့အခြေအနေတွေကိုထုတ်ပြန်ပေးထားပါတယ်ရှင်။